ားလုံးမင်္ဂလာပါဒီဗီဒီယိုကတော့ကြော်ညာတဲ့ဗီဒီယိုလေးပါကျွန်တော်အလောက်ကိုင်းမိတ်ဆက်ပေးတာနဲ့ဂျပန်ပြည်တွင်အထွေထွေဝန်ဆောင်မှုလေးကို လုပ်နေပါပြီဆိုတဲ့အကြောင်းလေးကို ပြောချင်လို့ပါအဲ Facebook မှာတော့6လပိုင်း10ရက်နေ့ကနေကြီးညာထားပါတယ် ခုမှစားလုပ်တယ်ဆိုတော့ page အတစ်တွေလုတ်ဖို့မစင်စားရတာကြောင့်မလို့လက်ရှိတုံးနေတဲ့ normal design page မှာပဲလုတ်မယ်လို့စဉ်းစားလိုက်ပါတယ်။ဒါပေမဲ့အလုတ်ခေါ်စာတွေကိုတင်တဲ့အခါမှာတော့ Facebook ကရန်တင်ချက်တဲ့အတွက်ကြောင့်မလို့အဆင်မပြေတာနဲ့ကျွန်တော်အခု now Facebook page အတစ်ရဲ့ Telegram channel အတစ်တစ်ခုကိုလုတ်ထားပါတယ်။နာမည်ကတော့ Nomadic Sign Service and SS ဆိုပြီးတော့ပေးထားပါတယ် ကျွန်တော်ရဲ့ Facebook page link နဲ့ Telegram channel ကိုလည်းဒီအောက်မှာပေးထားပါမယ်အဲကျွန်တော်ဘာကြောင့်ဝန်ဆောင်မှုလုပ်ငန်းလုပ်ဖြစ်သွားလဲဆိုတဲ့ဟာလေးကိုလည်းအနည်းငယ်ရှင်းပြချင်ပါတယ်။အဲကျွန်တော်ဂျပန်ရောက်ကြတဲ့အခါကိုမသိတာတွေဆိုလို့ရှိရင်တိတဲ့လူတွေကို မေးတယ်။ဖုန်းဆက်ပြီးမေးတာတော့လူကိုယ်တိုင်လည်းသွားမေးပါတယ်။အင်တာနက်ကနေလည်းရှာတယ်။အဲအဲ့လိုလုပ်ပြီးတော့မှပဲကိုယ်တိုင်ကိုယ်ကြားလုပ်ဖြစ်တာများပါတယ်။အဲ့ဒါက ာငွေကုန်ကြေးကြလဲတက်တာသလိုအတွေ့အကြုံတွေလည်းအများကြီးရခဲ့ပါတယ်။ကျွန်တော်ရဲ့အတွေ့အကြုံတွေကိုလည်းဒီ Facebook page နဲ့ YouTube မှာလည်းမျှဝေပေးနေပါတယ်။ Facebook page ကတော့2020ကလေးကနေစပြီးတော့မှပဲစာအုပ်တွေနဲ့ရေးပြီးတော့မှမျှဝေပေးတယ်။ YouTube ကတော့လွန်ခဲ့တဲ့နှစ်နှစ်လောက်ကနေစပြီးတော့မှပဲဗီဒီယိုလေးလုပ်ပြီးတော့မှပဲမျှဝေပေးဖြစ်ပါတယ်။အဲဒီလိုမျှဝေပေးတဲ့အခါမှာကျွန်တော်ကို လာမေးတဲ့မိန်းကလေးအများကြီးရှိတယ်။သူတို့မသိတဲ့ဟာတွေအခက်အခဲရှိတာတွေအကူအညီတောင်းတာတွေအဲအကြံဉာဏ်တောင်းတာတွေပေါ့နော်။ အဲအဲ့လိုကျွန်တော်ကိုလာပြီးတော့မေးတဲ့ကိစ္စတွေကိုလည်းကျွန်တော်တတ်နိုင်လောက်အကုန်လုံးကိုပဲအဲပြောပြပေးတယ်အကြံဉာဏ်ပေးဖြစ်ပါတယ်အဲတချို့ကလည်းဘာသာစကားခက်ခဲရှိမယ်တချို့တချို့ကလည်းကိုယ်တိုင်မလုပ်ဘူးတဲ့အတွက်ကြောင့်မလို့လုပ်ဘူးတဲ့ဒီကိုလိုက်ပြီးမေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်စီကိုရောက်လာတဲ့လူလည်းရှိပါတယ်အဲ့လိုကျွန်တော်လာမယ့်တဲ့မေးခွန်းတွေကိုအတူတူကူပြီးတော့စဉ်းစားပေးတယ်အဲကိုတိလောက်ပြောပြပေးတယ်အကြံဉာဏ်တွေပေးဖြစ်တယ်ပေါ့နော်အဲ့ဒီချိန်မှာတစ်ဖက်လူကလည်းသူရဲ့အခက်အခဲလေးတွေအဲ ူညီဖြည့်ရှင်းပေးသွားနိုင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်လည်းစော်လေးကိုဝမ်းသာမိပါတယ်။ဒါကြောင့်မို့လို့ဝန်ဆောင်မှုလုပ်လေးကိုလုပ်ဖို့စဉ်းစားလိုက်တာပါ။အခုမှဆားလို့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြည်းဖြည်းချင်းစီမှန်မှန်ချင်းစီနဲ့အဲပုံမှန်လေးလို့ဖို့တော့စဉ်းစားထားပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့ Facebook page နဲ့ Telegram channel လေးကိုလည်း like နဲ့ subscribe လုပ်ထားပေးပါအောင်နော်။ ကျွန်တော်စီကဝန်ဆောင်မှုကို ယူရီဖြစ်စေမယူရီဖြစ်စေသိချင်တာရှိလို့ရှိရင်တော့ခါတိုင်းလိုပဲလာပြီးတော့မှပဲမေးလို့ရပါတယ်ဒီလောက်တတလောက်ပြန်ပြီးတော့မှပဲရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ now view တွေမှာပြန်တွေ့ပါမယ် bye bye